င်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဒီတစ်ခါမှဆရာလှည့်ကြလာတာတော့ဂျာစာပရိသတ်သမီးတွေလှည့်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လအပြင်မှာဂျာစာပရိသတ်သမီးမိတ်ဆွေတွေဘယ်ယာရီကမိတ်ဆွေတို့အတွက်အချိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေမလဲဘယ်ယာရီကဒီတလတာတော်တွေမှာစင်ကြရမလဲဆိုတာကိုဟောကြားပြီးမှဖြစ်ပါတယ်ခင်ဗျနော်ဥစ္စာပထမဂျာစာပရိသတ်သမီးမိတ်ဆွေတွေအားလုံးဘေးပြာတွေဝေးကွာလို့ ိုစီကိုစီကောင်းကျိုးလုံရင်ဆန္ဒမှန်သမျှရရှိကြပါစေကျောင်းဆရာကဒီကနေ့မြတ်တာဖို့ထောပနာပြုဆုတောင်းလိုက်ရပါတယ်ခင်ဗျာကျဆာပရိသတ်မိမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာအောင်မြင်မှုတွေရရှိကြနေတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်လည်းအကူအညီတွေရရှိကြနေတာမျိုးသို့မဟုတ်ရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းရာတွေနဲ့ပတ်သက်လို့ရှိရင်လည်းဒီထက်ပိုပြီးတော့တိုးတက်အောင်ရရှိကြနေရာမျိုးအထက်လူကြီးအကြီးအကဲသို့မဟုတ်အဖေသို့မဟုတ်မိသားစုသို့မဟုတ်ရင်ဒီလိုကိစ္စမျိုးတွေမှာကိုယ်မှာ လူဝင်စံထားတွေကိုလိုချင်နေတော့ကာလမိတ်ဆွေတို့အနေနဲ့အဲသူတို့တွေအခွင့်အလမ်းပေးရင်ကောင်းမှာဆိုပြီးတော့စဉ်းစားတွေးခေါ်နေတာမျိုးတွေကြုံတွေ့နေရတယ်အထူးသဖြင့်မမိမိရဲ့အဲယောက်ျားနာကလည်းကိုယ်ငွေအိုင်နေကောင်းမှာပဲအဲတို့မှအထက်လူကြီးအကြီးကြီးကလည်းကိုယ်မျက်နှာပေးရင်ကောင်းမှာပဲလုပ်ငန်းအလုပ်ကိစ္စကလည်းဒါလေးတော့အောင်မြင်သွားရင်ကောင်းမှာပဲဆိုပြီးတော့ကောင်းသောစံကလေးတွေနဲ့တွေးခေါ်နေတယ်ဆိုတော့တွေးခေါ်နေတဲ့စိတ်ကလေးကိုကိုညီတောက်ကြည့်တာမျိုးတိုင်မြင်တာမျိုးလုပ်ကြည့်ပါအစဉ်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရရှိလာမယ်လာဖြစ်တယ်ဒါအပြင်ဒသပိသမိတ်ဆွေတွေဟာ ကန္တရာကန္တရာဟာဒီလာဟာဇလဗိတာကြီးမိတ်ဆွေများကိုအခြားသောနေသားတွေတက်ကိုကန်ကအနှင်းငယ်လေးစတိတာနေတာမျိုးတွေတွေ့ရတဲ့အတွက်မိတ်ဆွေဇလဗိတာသမီးများဒီလာတာတော့ဒီမှာဆိုမိမိတို့ဖြစ်လို့သောဆန္ဒအဲလုံးလုံးတော့ကိစ္စမှန်သမျှကိုရှေ့တူဆောင်ရလုံးဆောင်ရင်အောင်မြင်ခြင်းအားသာခြင်းတွေတိုးတက်နိုင်ရဲ့လာဖြစ်ပါတယ်ခင်ဗျာအထူးသဖြင့်မိတ်ဆွေဂျာဇာပရိသတ်သမီးတွေတော်များများဂျာဇာပရိဆိုတဲ့အတိုင်းပဲဇယိုက်အတိုင်းပဲဆရာကြီးလှုပ်တတ်တာမျိုးတွေအဲ အဲကျစားပရိရဲ့သဘောကဆရာကြီးလှုပ်တဲ့သဘောကိုကိုဆရာကြီးလို့ရင်တော့မကြိုက်တဲ့သဘောလေးတွေပြောတဲ့ဖြစ်ရတဲ့အတွက်ကျစားပရိသားမိတ်ဆွေတွေကဒီလတာတော်တွေမှာဆိုရင်ကံရဲ့အထောက်အကူကိုရရှိတတ်တယ်အထူးသဖြင့်အပြောဆိုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာခြေထိုးဆောင်ရွက်ပါအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးလေးတွေ knowledge social media နဲ့ပတ်သက်တာမျိုးလေးတွေ knowledge ပေါ့နော်ဘုဒ္ဓတာတွေဆရာကြီးလောက်ရတဲ့အလုပ်တွေအဖွဲ့အစည်းတွေဘေးဒင်ဘေးဒါစံကြံတရုပ်ဆောင်အစိုးရကအရေးတီးသူခုမှအမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအရောဝင်နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလုပ်ဆောင်ရအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်တာအတိအကျပဲဖြစ်တယ်။ဒါအပြင်စက်တူလုပ်ငန်းတွေစားတောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်။ရွှေငွေစိန်ရွှေရန္တာကြောက်မြတ်ရန္တာအဆရှိတာတွေနဲ့ပတ်သက်ပြီးတော့ဝယ်တာမျိုးယင်းဤတာမျိုးစတင်လုပ်ဆောင်တာမျိုးတွေဟာပုံမူအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာ ေရာထဲမှာလွဲမသိအစဉ်ပြေမဲ့လဖြစ်တဲ့အတွက်ဘာဖို့ဖြစ်ဖြစ်ရှေ့တို့ဆောင်ရလှုပ်ဆောင်ပြီးတော့အတွေးခေါ်အကြံစီတွေနဲ့ပလန်ချလိုက်ပါကန္တရာရဲ့အထောက်ကူနဲ့အစဉ်ပြေမှုတွေရရှိပြီးတော့ဒီလဟာလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုစတင်ရန် အရှိရှရန်အတွက်တော့အကောင်းဆုံးအချိန်နဲ့အချိန်ကာလလဖြစ်တယ်လို့ဆရာကပြောရဲပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေဇာသပရိသတ်သမီးမိတ်ဆွေတွေဟာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အထူးသဖြင့် အသက်ရှူကြတာမျိုးလေးတွေနှလုံးနဲ့ပတ်သက်တာမျိုးလေးတွေမောတာမျိုးလေးတွေအဲဆွမ်းနာလို့အသက်ရှူမဝတာမျိုးလေးတွေနဲ့ပတ်သက်လို့ဖြစ်ရတတ်တယ်။တိုက်ဆွဲတိုက်ဆက်တွေပထန်းဆက်တွေပုပ်ကိုဆွဲတွေချိတဲ့မိတ်ဆွေများဟိုကတော့မိမိတို့ရဲ့ပထန်းဆက်ပုပ်ကိုဆက်တွေကိုဗာလေးတော့ရရင်လှူပေးမယ်ပြောပြီးတော့ဂရီးပြတ်နေတာမျိုးတွေရိုးရာညှိုးတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်တော့ရိုးရာမမိပါနဲ့။သို့မဟုတ်မိမိရဲ့ပထန်းဆက်တွေလူဆိုတာအချို့နေရာတွေမှာကိုက အဲကျုံမှုမှာပါမရှိလို့ဒါဘာလို့တော့အဆင်ပြေရရင်ကောင်းမှာဆိုတိုက်တယ်ပြီးကိုကမေ့နေတယ်အဆင်ပြေသွားတော့အဲကြတော့အဲနတ်နဲ့နဂါးမလဲစားနဲ့ဆိုတဲ့အတိုင်းမှာမိမိတို့ရဲ့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဇတိမိမိတို့ရဲ့ဆရာသမားအရှင်ဇတိနဲ့ပတ်သက်လာလို့ရှိရင်အဲမိတ်ဆွေတို့အနေနဲ့ဂတိပေးထားရင်ဖြစ်အောင်တီအောင် တို့သာပါနတ်နဲ့နဂါမလဲစားနဲ့ဆိုတဲ့အတိုင်းပဲเนาะအဲထိုသူတွေရဲ့အကူအညီအဆောင်အချောက်တွေရရှိတတ်သလိုလွဲရင်လည်းကိုယ့်ကိုညှိုးတတ်တဲ့အပတ္တကာလဖြစ်တယ်ခကြီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကျများရတတ်တယ်ငွေကြီးနဲ့ပတ်သက်လာရင်ဆက်ပစ္စည်းရင်းကိစ္စလေးတွေကြောင့်အိမ်အဆောက်အဦကိစ္စလေးတွေကြောင့်လန်တရာကိစ္စလေးတွေကြောင့်ဒိုနေရှင်းပေါ့အလှူကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကျများရတတ်သလိုငွေကြီးနဲ့ပတ်သက်လာရင်အဲအရှိရေးနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြီးကျများရတာမျိုးတွေအဲ လူငယ်တွေဆိုလို့ရှိရင်လည်းနှလုံးသားကြီးရနဲ့ပတ်သက်လို့ငွေကုန်ကြီးကြများရတာမျိုးတွေကြုံရတတ်တယ်။ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ငွေကုန်ကြီးကြများရတာမျိုးတွေကြုံရတတ်တော့လာဖြစ်တယ်။ဒါအပြင်အထယ်လိမ့်လုပ်ငန်းတွေအားနည်းစီတယ်။ ခရီးသွားလုပ်ငန်းလေးတွေကြောင့်ဝေးအကြီးအဖက်မတင်တာမျိုးလေးတွေကြောင့်အတက်တယ်။တည်ယူပို့ဆောင်ရေးလုပ်ငန်းလေးတွေကြောင့်နည်းနည်းလေးကြန့်ကြာတက်တယ်။အဲစကားကိုနှစ်ခွာပြောတဲ့မိတ်ဆွေများသတိထားစင်ကြင်ရတော့လိုအပ်ပါတယ်။လက်လွန်တာတဲ့ငွေကြီးတွေကိုကိုကတိုက်ရိုက်တောင်းတာမျိုးထက်တဦးတယောက်ရဲ့အကူအညီကိုရယူပြီးတောင်းဆိုပါပတ်စံပစ္စည်းပျောက်တာမျိုးဆက်ပစ္စည်းရင်တခိုးခိုးခံရတာမျိုးတွေပျောက်တာမျိုးတွေဖြစ်ရတဲ့အတွက်တော့သတိထားစင်ကြင်ပေးဖို့လိုအပ်ပါတယ်။ တပည့်လက်သားသာသမီတွေနဲ့ပတ်သက်လို့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အဲတပည့်လက်သားတွေနဲ့ပတ်သက်လို့သာသမီတွေနဲ့ပတ်သက်လို့ရှိရင်စိတ်တိုင်းမကြတာမျိုးစိတ်စိတ်ပင်မရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့ဒီအပတ်တွင်မှာသတိထားပါကိုဝင်ဆောင်မျိုးသမီးမိတ်ဆွေများဆရာရဲ့မိတ်ဆွေများပါလို့ရှိရင်လည်း အဲဟိုကလေးငယ်ဆွမ်းနာတို့ကိုကလေးမမွေးခင်မှာမိတ်ဆွေတို့အနေနဲ့ကိုအဲအလေးပင်နေမတာမျိုးလေးတွေတာမန်ထက်တော့တတိထားရမယ်လို့ပြောခြင်းဖြစ်တယ်နော်အဲဆရာလည်းမိမမရှိတော့အဲရှိယောက်ျားလေးကိုဝင်ဆောင်လာလေးဆရာလည်းမတွေ့ဘူးတော့ဆရာလည်းမသိဘူးကတ်ကျင်နေလာအောင်မယ်နော်ဆိုတော့အဲဟိုတာသမီတွေနဲ့ပတ်သက်ပြီးတော့အဲမထင်မှဖက်ဆရာတို့ဘယ်လိုပြောမလဲအင်္ဂလိပ်လိုဆိုဘယ်လိုပြောမလဲ divorce ဖြစ်တာလားဘလို့တော့ဆရာလက်သိမ့်မသိဘူးเนาะပျက်စီးတာမျိုးတွေဖြစ်ရတတ်တယ်မဖြစ်ပါစေနဲ့ဒါပေမဲ့တတိထားပါမိတို့လှက်စစ်ပစ္စည်းတို့ ਨੇ ပတ်သက်ပြီးခြင်တဲ့အခါမှာလေတတိထားစင်ညာခြင်ရန်လိုအပ်ပါတယ်လို့ဆရာကထပ်လောင်းပြောကြားလိုက်ပြရစီတတိထားစင်ညာမဲ့လုပ်ငန်းလေးတွေကိုဥစားတစ်ခါတည်း break တက်ပေါ်ပြပေးခြင်းပါတယ်ဒီလက်တာတော့ဒီမှာငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ကို့အတွက်တော့ကောင်းတယ်တဘာသူကိုပူညီတာမျိုးလေးတွေတဘာသူကိုဂတိခံပေးတာမျိုးလေးတွေတူတူယောက်ပေါ်မှာငွေကြီးနဲ့ပတ်သက်လို့ရှိရင်ငါအာမခံတယ်ဆိုတာမျိုးလေးတွေကိုနဲ့မဆိုင်တဲ့ကိစ္စလေးတွေမှာနေတတ်အောင်နေပါ မဆိုင်တဲ့ကိစ္စလေးတွေမှာအပြောအဆိုအဆအနေထိုင်ရအဆတတိထားဆင်ကျင်ပေးပါကိုကိုလူမုံများတက်တယ်လို့တပည့်လက်သားအောက်လက်အောက်လူလူငယ်တော်လန်တက်တဲ့ဒါကြောင့်မလို့မိတ်ဆွေလိုတတိထားပါအဲပြီးတော့ပြပခီးသွားလေးတွေနဲ့ပတ်သက်လို့ဖြစ်စီဘာသာရှားတွေနဲ့ပတ်သက်လို့ဖြစ်စီနေရှားကနိုင်ငံရှားကဆိုတာမျိုးလေးတွေကိုတတိထားပါလူလိန်ခံရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးရှိတာငားတာလေးတွေအလိန်ခံရတတ်တယ်လူမျိုးရှား ဘာသာရှားတိုင်းတစ်ပါးတွေနဲ့ပတ်သက်ရင်နည်းနည်းလေးခက်ခဲနိုင်တယ်။ passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာလို့ရှိရင်ကိုကိုတိုင်းတိုက်ရိုက် face to face လောက်ပါအလေးမခံရအောင်လို့မဟုတ်လို့ရှိရင်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အဲအိမ်ဆောက်တာမျိုးလေးတွေမြေယာလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ငွေကြေးနဲ့ပတ်သက်အလေးခံရတတ်တဲ့အတွက်တော့လက်တွေ့မကြမတိကြပဲနဲ့တခါမှမယုံကြည်ရပဲနဲ့ဟောယုံရပါတယ်ဆိုပြီးလူတွေအကြောင်းကိုယုံပြီးတော့သွားမလုပ်ပါနဲ့ တိကြတဲ့ကျင်းသေးတဲ့မိတ်ဆွေအလိန်ခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တတိထဆင်ကျင်ပေးရန်လိုအပ်ပါတယ်တပည့်လတ်သာတာသမီစိတ်ပေါ်တော့ကပြတတ်ပါတယ်ဒါကတော့ညံ့တာတွေပေါ့ညံ့တာတွေပဲတပါတယ်ပြောလိုက်မယ်ဒီလတ်တာတော့ဒီမှာဂျာစာပရိသသမီတွေဟာ25ရက်နေကြော်သွားရင်ညံ့ပါတယ်ဂျာစာပရိသသမီတွေက6လပိုင်းတွင်မှာဆိုရင်25ရက်အတွင်းမှာဘာကိုလုပ်လို့ပြီးစီးအောင်လုပ်ပါ25ရက်ကြော်သွားလေလို့နောက်ထပ်တပတ်နောက်ဆုံးတပတ်မှာတော့ညံ့နေဆိုတာကိုသိထားဖို့လိုအပ်တယ်ဒါအပြင်ပတ်စံပြောက်တာမျိုးတွေတခိုးခိုးခံရတာမျိုးတွေပစ္စည်းအထားမှားတာမျိုးတွေ ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်အပြတ်အချလေးတွေများတက်တွေ့တော့သတိထားဆင်မြင်ပေးရန်လိုအပ်ပါတယ်အရှိလူငယ်တွေအရှိကြီးမှာတော့မိမိတို့အနေနဲ့အဲကိုကဆနာလိုပဲမိတ်ဆွေတို့အနေနဲ့ဖွင့်ပြောမဲ့ကြံလိုက်မှာ ဟိုဆွနာလိုပေါ့တဲအကြီးစားရှိနေတာမျိုးသူ့မှာဖူးစားရှိပြီးသားရှိနေတာမျိုးတွေကြောင်းဖိရတက်တဲ့အတွက်တော့မိဆွေတို့အနေနဲ့အခြေအနေနဲ့ပတ်သက်လာဆန်းအားနေတော်လာဖြစ်တဲ့အတွက်မိမိတို့ရှစ်တော်မြတ်လို့တော်သူကိုကိုကိုတိုင်းတိုက်ရိုက်ဖွင့်ပြောတာမျိုးထက်တေးသေးချာချာလေးလာပြီးတော့မှဆုံးဖြတ်ပါမထင်မဖက်ကြီးစားလဲရအိမ်ထောင်လဲကြဆန်းခေါ်လက်ခေါ်စုပ်ခေါ်ဝင်တက်တဲ့အတွက်တော့သတိပြုသတိပြုရန်စင်ကြင်ရအတွက်တချို့ကြတော့လေလိုချင်နေကြတော့ဆိုတော့ဆရာမပြောတော့ဘူးเนาะ အခြေအခြေရင်းနဲ့ပတ်သက်လာရင်တော့တဦးနဲ့တဦးတယောက်နဲ့တယောက်မိတိကကရှိနေတဲ့မိတ်ဆွေများအခြေရင်းနဲ့ပတ်သက်လို့အဲနားလည်မှုလွဲတာမျိုးတွေရိုးစွတ်ခံရတာမျိုးတွေဆွတ်ဆွဲခံရတာမျိုးတွေဖြစ်ရတတ်တယ်။သမီးစားများအနေနဲ့ကတော့ဝေးကွာနေသူများကတော့ မိတ်ဆွေတို့အနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်တန်တရားစိတ်တွေများနေတာမျိုးလေးတွေမိမိတို့အနေနဲ့မိမိရဲ့ရှိသူအပေါ်မှာကိုလိုချင်တဲ့ဖြစ်ရှင်တဲ့ဆန္ဒကတခုဖြစ်နေတာတခုဆိုတာမျိုးလေးတွေကြောင့်တဟဇတာမတဲ့တစ်ဖက်လူအပေါ်မှာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေတို့မဟုတ်တစ်ဖက်လူကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေကြောင့်အတက်တဲ့အတွက်တော့လူငယ်များဖို့အရှိရင်နဲ့ပတ်သက်လာရင်တော့ဤသာဘာသာဘေသာဘာသာဘေဝဘာမှမဖြစ်ပေမဲ့လို့မိမိရဲ့အရှိရင်မှာစိတ်ပင်မန်းတယ်လို့ခံစားနေရတတ်တော့ လာဖြစ်တယ်ထို့အတူပဲအဆက်အသွယ်ပြန်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်နီးနေသောမိတ်ဆွေများဘုရားတော့အကြောင်းအကောင်းသောအခွဲခွာခြင်းမျိုးတွေသို့မဟုတ်လို့ရှင်ချစ်သူသမီးကြီးစားနဲ့ပတ်သက်ပြီးတော့ခီးတူထွက်ရတာမျိုးလေးတွေဂျုံကတတ်တယ်လို့ခီးသွားရန်အတွက်ကိုလည်းဆန္ဒလိုငွေကုန်ကြီးကြများရတာမျိုးအရှင်ကြီးမြတ်တာကြီးနဲ့ပတ်တိုင်ငွေကုန်ကြီးကြများရတတ်တော်လားဖြစ်ပါတယ်အိမ်တော်ကြီးအိမ်တော်ရှင်များဘုရားတော့ဘာမှဆိုရင်ဇာဘာမှမရှိပါဘူးအကယ်၍အစင်မပြေနိုင်ဇာရှိရင်နှက်ချက်ပဲရှိတယ်နံပါတ်1ကတော့ငွေကြီးနဲ့ပတ်သက်လို့အစင်မပြေတာ နမနှစ်ကတော့တာသမီတပည့်လက်သားနဲ့ပတ်သက်လို့အဆင်မပြေတာလွှဲရင်ကျန်တာဘာမှမညံ့တဲ့အတွက်အဲမိမိတို့ရဲ့အိမ်အောင်ရေးဟာမိမိရဲ့အိမ်အောင်ဘက်ကျင်နဲ့အောင်ဆိုရင်ငွေများများချပေးသို့မဟုတ်ရင်လည်းတာသမီနဲ့ပတ်သက်ပြီးတော့အဲအကြောင်းပြုပြီးရန်ဖြစ်ပြဿနာများတာမျိုးတွေကြုံရတတ်တဲ့အတွက်ကျန်တာကတော့ဘာမှစီစီဝေးဆူဆူဝါမရှိဘူးဒါပေမဲ့ အပြက်စီးကြုံလောက်တဲ့အထိဆိုးဝါးလောက်တဲ့အထိကွဲပွားလောက်တဲ့အထိမတွေ့ရပါဘူးသို့သောကိုဝင်ဆောင်မျိုးသမီးကြစားပေးသားသမီးမိတ်ဆွေများမထင်မပဲသားသမီးရဲ့အဖတ်မတင်တာမျိုးမမြဲတာမျိုးပြတ်တာမျိုးတွေကိုဒေါက်တာဝီဗျူးဆိုင်ရမယ့်လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေများအနေနဲ့ဒါလေးတွေမှာအသွားလာအနေထိုင်လေးတွေကိုတတိပြုစင်ကျင်ရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။မိတ်ဆွေကြာသာပိသသမီးတွေဒီလာတာတော့တွင်မှာဆိုရင်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုတိုးဖို့အတွက်တော့ငွေကုန်ကြီးကြများရတာမျိုး ဂျာရုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အပြောင်းအရွှေ့တော့ရလိမ့်မယ်ဒါပေမဲ့နေရာထိုင်ခြင်းစိတ်တိုင်းမကြတာမျိုးလေးတွေအာရဂီနဲ့နဲ့ကုံတာမျိုးလေးတွေဆရာပြောတာသဘောပေါက်ပါတယ်နော်အဲအဲ့လောက်လေးတွေငွေကုန်ကြေးကျများရတာမျိုးအပြောင်းအရွှေ့ကိစ္စနေရာထိုင်ခြင်းကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကျများရတာမျိုးလေးတွေတော့ကြုံရတတ်တယ်ဂျာရုလုပ်ငန်းနဲ့ပတ်သက်ရင်တိုးတက်နိုင်တယ်ပညာရေးမှာတော့မိမိတို့အနေနဲ့ကျစာဝိသသမီးတာဒီလာတာတော်တွေမှာမိမိအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်သင်ရင်သင်သလောက်လေ့လာတိုးတက်နိုင်ပြီးတော့ပညာရေးမှာတော့အားကောင်းနေတော့လှဖြစ်တဲ့အတွက်စိတ်ပူစရာဘာမှစိုးရိမ်စရာမလိုပဲဖြစ်ရှင်တဲ့အတိုင်းဖြစ်လာမှအတေကြပဲဖြစ်တယ် ညီကိုမနမမိမိရဲ့မိသားစုတွေမှာအရှုံးအောင်ဖြစ်နေသူတွေမိသားစုနဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲနေသူတွေဒီကာလမှာကိုကစူးစမ်းပြီးတော့တဲ့မှန်အောင်စီလုံးအောင်နားလည်အောင်ဖြစ်ရှင်းရန်တော့အာသာကောင်းမှုတော့လာဖြစ်တယ်အများနဲ့ပတ်သက်တာတွေအဖွဲ့အစည်းအသင်းဘွဲ့နဲ့ပတ်သက်တာတွေချီတိုးဆောင်ရွက်လှုပ်ဆောင်လို့ကောင်းပါတယ် ချိတ်တို့ဆောင်ရလှုပ်ဆောင်မှာစက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေစံစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်တာတွေရေထွက်ကုန်ပစ္စည်းတွေရွှေငွေလက်ဝတ်လက်စားနဲ့ပတ်သက်တာတွေအမှုပညာအစိုးအခအရေးအတိပကြီးပပုဘေရင်ဗိဒစံကြံတရုပ်ဆောင်အဖွဲ့အစည်းနဲ့ပတ်သက်တာတွေအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းတွေရွှေလုပ်ငန်းတွေရေထွက်ကုန်လုပ်ငန်းတွေအိုးအိမ်ရှမ်းပြည်မြေယာထိုင်ရင်းနဲ့ပတ်သက်သောလုပ်ငန်းတွေ တန်တဲ့အစရှိတာတွေကွန်ပျူတာတွေဒီလိုလုပ်ငန်းတွေနဲ့ပတ်သက်ရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းတော့ကာလာဖြစ်ပြီးတော့ဘာကိုလှုပ်လို့ဆက်တူလုပ်ငန်းတွေရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်လို့မိတ်ဆွေအစ်တတည်းရဲ့အကူအညီကိုရရှိတတ်တယ်လို့မိတ်ဆွေဟောင်းနေနာကနေလည်းအကြံစီကိုရယူရန်အတွက်အကျိုးစားရန်အတွက်တော့အာသာကောင်းမွန်သောလဖြစ်တာတော့အတေချာပဲဖြစ်တယ်ဗျာ ဒါအပြင်ဆွေမျိုးသားချင်းတွေဘဝဉင်းမှာရှိတဲ့ဆွေမျိုးသားချင်းတွေရဲ့မတည့်သူတွေမိမိနဘူဟာမိမိနဲ့နားလည်မှုလွဲနေတဲ့ဆွေမျိုးသားချင်းတွေတောင်မှနားလည်မှုရရှိအောင်အေးချမ်းအောင်စမ်းဆောင်နိုင်တော့လဖြစ်တဲ့အတွက်မိတ်ဆွေကြသာပရိသတ်မီဒီယာဒီလဟာအဖွဲ့အစည်းနဲ့ပတ်သက်တာတွေအများနဲ့ပတ်သက်တာတွေဥဆောင်ဆောင်ရွက်လှုပ်ဆောင်ရင်အောင်မြင်တိုးတက်မဲ့ကာလဖြစ်ပြီးတော့အကြံစီအတွေးခေါ်တွေကိုဖြစ်မြောက်အောင်လှုပ်ဆောင်တင်တော့လဖြစ်တာကတော့အတေကြပဲဖြစ်တယ်။ဒါအပြင်မိတ်ဆွေကြသာပရိသတ်မီဒီယာဒီလတာတော်တွေမှာဆိုရင်ခရီးသွားဆိုင်ရာကိစ္စလေးတွေမှာတော့ မလိုအပ်ဖဲမတိချဘဲနဲ့ခီးထွက်တာမျိုးလေးတွေကိုတတိထားပါအဲပြီးတဲ့အခါမမြင်ရတော့မတွေ့ရတော့အရာလေးတွေကိုမယုံပါနဲ့လူယုံမလွယ်ပါနဲ့အလိန်ခံရတတ်တယ်ခင်ဗျအထူးသဖြင့်ဆရာဒေပြောရရင်ဘာလို့ထားအောင်မှားလဲဆိုတော့ လူငယ်တွေတော်တော်များအခုခေတ်မှာလူငယ်ရောလူကြီးရောနိုင်ငံသားကတော့ပြပကတော့ဆိုပြီးတော့ဆက်စီလာလာမေးကြတယ်ကြီးသားတွေထားကြတယ်ကြားဖြန်เนาะဆိုတော့ကြီးသားတွေထားကြတယ်တမိကြီးတွေဟိုကနိုင်ငံသားပုံလည်းမသိဆိုရှယ်မီဒီယာအသိပညာအားနဲ့တော့တားကတ်ထားပြီးအလိန်ခံရတာမျိုးလေးဒီဆရာများစွာကြုံတွေ့နေရတယ်ဆရာ तू ကကျမကိုတချို့ဆိုရင်အသေးအတန်နေဖြစ် तू ကကျမကိုတကယ်ချစ်တာလားတို့လိုက်သွားမလားတို့ဒါမျိုးတွေတွေ့ရတယ်ဟိုမြင်လည်းမမြင်လုံးသလားပြားသလားကြီးသလားသေးသလား မဲသလားဖြူသလားလာတော့မှလိုင်းပေါ်မှာပဲမြင်ရတာအပြင်မှာလည်းမတွေ့ဘူးပဲနဲ့ဒါတွေကိုယုံနေကြတဲ့မိတ်ဆွေတွေလည်းအံ့ဩတယ်ဗျာနော်ဟိုဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့မြန်မာပြည်မှာလည်းယောက်ျားမရှားကြောက်ဆရာထောင်ပြောကြပါရစေနော်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့မမြဆရာနှမချင်းကိုချင်းစာလို့အမချင်းကိုချင်းစာလို့ဆရာကပြောနေရနော်အဲဆရာဟာဆရာကတော့ဟိုအမမရှိညီမမရှိပြင်မဲ့ဆရာတွေ့နေရတာကြီးအစစ်မပြေလို့တတိထားဖို့အတွက်လူအကြောင်းဆရာကထောင်ပြောကြလိုက်ပါရစေခင်ဗျာ အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ပံ့မှုရရှိတတ်တဲ့လုပ်ငန်းရာထူးနဲ့ပတ်သက်လို့ဒီကာလမှာကိုပိုင်းလုပ်ငန်းနဲ့ပတ်သက်ပြီးလှုပ်ဆောင်ခြင်းတပတ်ဆိုရင်ချိလို့ဆောင်ရလှုပ်ဆောင်မှာရာထူးကနေထွက်အလုပ်ကနေထွက်ပြီးတော့ကိုပိုင်းလုပ်ငန်းစတင်ဖို့ကောင်းသလားဆိုရင်ရဲရဲကြီးချိလို့ဆောင်ရလှုပ်ဆောင်မှာအရှင်ပြေမှုတွေတိုးတက်မှုတွေရရှိလာလိမ့်မယ်။တိထားဖို့လိုတာကတော့ဘယ်အရာမဆိုအောင်မြင်မှုရဲ့နောက်ွယ်တိုင်းမှာစူးစမ်းရတာတွေဇွဲတွေရွှေတွေအများကြီးကြာစမယ်ဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့ဘာကိုပြည့်ပြည့်ရှိလို့ဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်အာသာနိုင်တဲ့ကာလဖြစ်တယ်။ အဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်တယ်။ငါကကနားလည်မှုလွဲနေတာမျိုးကိုယ့်ရဲ့အပြိုင်ဆိုင်တွေကိုတော့ကိုကပြုံးပြရင်အစဉ်ပြေပြီးရှော့မှုသွားမယ်လာဖြစ်တာကတော့အတေကြပဲဖြစ်ကြောင်ဆရာကထထောင်ပြောကြားလိုက်ပြရသည်။ဒါဆိုပရိသတ်သမီးမိတ်ဆွေများအဖို့ဒီလတာတော်တွင်မှာဘာကိုလှုပ်လှုပ်ချုပ်ပြီးပြန်ပြောရရင်ငွေကြီးနဲ့ပတ်သက်ရင်အရှိရင်းနဲ့ပတ်သက်လို့ငွေကုန်ကြီးကြများရတာမျိုးခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာလို့ရင်ကျန်တာပါမှမတွေ့ရဘူးတို့ရတွင် ငွေကြီးနဲ့ပတ်သက်လို့ရှင်ကို့အကြောင်းမဟုတ်ပဲတပားသူကြောင့်ငွေကုန်ရတာမျိုးအလူတန်းလေးတွေကြောင့်ဘာသာရေးကိစ္စလေးတွေကြောင့်လည်းငွေကြီးအကုန်ကြအများတက်တယ်ဒါပေမဲ့တစ်ဖက်မှာလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့အကျန်းစီအတွေးခေါ်တွေအပြောင်းအလဲနဲ့လှုပ်ရှင်သွားဆိုရင်ဒီလဟာရရဲ့ကြီးအခြေချလှုပ်ဆောင်ပြီးတော့ဆုံးဖြတ်ရန်ကောင်းသောလာဖြစ်တယ်ဒါအပြင်အထက်လူကြီးအကြီးကြီးတွေရဲ့အကူအညီကိုရရှိပြီးတော့အတွေးခေါ်ကောင်းတွေရရှိတတ်တယ်ဒါပေမဲ့တပည့်လက်သားသားချင်းတွေနဲ့ပတ်သက်တာမျိုးပြည်ပခီးသွားတွေနဲ့ပတ်သက်တာမျိုးနိုင်ငံခြားပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးတွေ တတိထားရမယ်ကိုဝင်ဆောင်မျိုးသမီးရဲ့တတိထားရမယ်ဒါပါပဲအဓိကတော့ဒီလက်တာတော့ဒီမှာကြာစာပရိသတ်သမီးမိတ်ဆွေတို့ဘာကိုလှုပ်လို့ကြာစာပရိကြာစာပရိချင်းတွဲလှုပ်တာမျိုးကြီးအာသာကောင်းမွန်တိုးတက်နိုင်တဲ့ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘုရားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးကကန္တရရဲ့အထောက်အကူကိုရရှိတတ်သောကာလဖြစ်ပါတယ်အကျိုးပေးစီသောအရာဟာအနောက်ဆူဆူရက်ဖြစ်ပြီးတော့စန်တီယာရက်ကတော့အရှိတောင်တောင်အရာဖြစ်ပါတယ်မေဆွေတို့အနေနဲ့ဒီလာတာတို့တည်းမှာအကျိုးပေးကံကောင်းစီတော့ကဏ္ဍအခရာလေးနေနဲ့ဆိုရင်တက္ကနံ လေးကနန်းငါးကနန်းဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအားသာစေပါれအကျိုးပေးသောအယောင်အနေနဲ့ဆိုလို့ရှိရင်တော့အပန်းပန်းရောင်ဆွနအဝါရောင်သို့မဟုတ်လို့ရှိရင်အစိမ်းရောင်အစိမ်းရောင်သို့မဟုတ်အစိမ်းရင်ရောင်ကလေးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အားသာကောင်းမွန်စေတဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စတွေလှုပ်ဆောင်တဲ့အခါမှာလှုပ်ဆောင်မှာမိမိတို့ရဲ့လုပ်ငန်းကိုင်ကအလုပ်ကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာအရာရာအောင်မြင်တိုးတက်စေရန်အတွက်မိတ်ဆွေများ ဩဇာရွက်ကလေးတရွက်ကိုဘလို့ဩဇာပဲဖြစ်ဖြစ်ဆောင်ယူပြီးတော့လုပ်ငန်းကိစ္စအလုပ်ကိစ္စကိုချိတ်လို့ဆောင်ရလို့ဆောင်ရင်အောင်မြင်ဩဇာထက်မြက်ပြီးတော့အဆင်ပြေပါလိမ့်မယ်။စကားမဆက်ဩဇာထက်မြက်တယ်ဆိုလို့ငွေကြီးကိစ္စအတွက်ဆိုရင်တော့ဆရာကြီးမှကျွမ်းနဲ့တန်လျက်လေးညှာလို့ရကြောင်းဆရာ marketing ဆင်းလိုက်အောင်မယ်နော်။ကျွမ်းနဲ့အစစ်တန်လျက်လက်ွက်ကျူလီညှာလို့ရပြီနော်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာအတော်တွင်းမှာအဋိဋ္ဌံပြုလို့တဲ့ဂျာစာပိသသမီးမိတ်ဆွေများပေါ်ကတော့ ဆွနာလိုတပည့်လက်သားအောက်လက်ငယ်သားအောက်လူနဲ့ပတ်သက်ပြီးစိတ်ညစ်စရာတွေပြပြောက်စီရန်အတွက်ကောအဆဆရရအစဉ်ပြေစီရန်အတွက်အနုတ္တသောပုရိသဓမ္မတာရထိဆိုသောဗတိကို9ရက်9ပတ်နှုန်းနဲ့တနည်းကို9ပတ်9ရက်နှုန်းနဲ့အတိတ်ကံပြုပါအခက်အခဲတွေဟာယူပြစ်တယ်လို့ပြောက်ကင်းသွားပါလိမ့်မယ်ခင်ဗျမိတ်ဆွေတို့ဒီလတာတော်ဒီမှာဘာကိုလှုပ်လို့ တနင်္လာသာသမိတနင်္လာနေ့ဒီမှာအရေးကြီးသောကိစ္စတွေကိုသတိထားပါတနင်္လာသာသမိတွေနဲ့တွဲဖက်လုပ်တာမျိုးကကံရဲ့အနှဲငယ်အားနည်းစီသောလာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အဝေးတနေရာမှာရှိတဲ့အဝေးမှာရှိတဲ့ဆွေမျိုးသားချင်းတွေစိတ်ပူပန်မှုအနှဲငယ်ပေးတာမျိုးတွေကြုံရတတ်ပါတယ်ခင်ဗျာတပည့်လက်သားသာသမိတွေနဲ့ပတ်သက်လို့ကောင်းပြီဒါအပြင်မိတ်ဆွေတို့ဒီလက်တာအတော်တွေမှာဆိုရင် ်ဘာဟုလှုပ်လို့အရှိစူးစူးရက်ကိုခီးထွက်တာမျိုးလေးတွေမှာတတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်လက်လက်နဲ့ပတ်သက်တာမျိုးလေးတွေကျန်းမာရေးနဲ့ပတ်သက်တာမျိုးလေးတွေဆိုအရှိစူးစူးရက်ကိုမျက်နှာမူပြီးခီးထွက်တာမျိုးလေးတွေကကံရဲ့အားနည်းမှုကိုဖြစ်ပေါ်စေပါတယ်ဒီလက်တာတော့အတွင်းမှာအချိုးပေးကံကောင်းစေတဲ့အရာလေးတွေလည်းဆရာပြီးသွားပြီအဲ မိတ်ဆွေတို့အနေနဲ့ဒီတလတာတော်ဒီမှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေခက်မြန်မြန်အယောင်းတွက်ရှင်တပါဆိုရင်တော့ရောင်းမဲ့ကုန်ပစ္စည်းတွေကိုနော်ရောင်းမဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ခရင်လေးတစ်ချောင်းနဲ့နော်ခရင်လေးတစ်ချောင်းနဲ့သုံးချက်တီးတီးထိပိုတွေ့ရိုက်ပုတ်ပြီးတော့အဲရောင်းလိုက်ပါဒါဆိုရင်ရောင်းကောင်းမှာအတေးရာပဲဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်အဆဆရရအစင်ပြီးအောင်မြင်စေပြီးငွေကြီးကံအားကောင်းစေရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဆရာတို့ကျွေးပကံရာလေးတစ်ချက်တည်းမှာ တွေ့ပကံပြားလေးတစ်ချက်တည်းမှာဆရာတို့မိတ်ဆွေတို့အနေနဲ့ဆရာအကြွေစီကလေးတစ်စိမတ်စိကလေးတစ်စိပေါ့နော်မတ်စိကလေးတစ်စိကိုရှာရှာပြီးတဲ့အခါတွေ့ပကံပြားလေးတစ်ချက်တည်းမှာတင်ပါအလဲတက်တက်မှာတင်ပါတင်ပြီးတော့အပေါ်ရောင်မှာအပေါ်မှာဖျောင်းနိုင်အစိမ်းရောင်လေးတစ်တိုင်းတင်ထွင်းပြီးတော့မိတ်ဆွေတို့ရဲ့လုပ်ငန်းအမြင့်တနေရာမှာသို့မဟုတ်အိမ်ရဲ့အမြင့်တနေရာမှာဈေးဆိုင်ရဲ့အမြင့်တနေရာမှာလက်လာပါပွင့်လန်းပြီးတော့လွဲနေတဲ့ဟာတွေတိတိဆိုင်ဆိုင်အကြမကြဖြစ်သွားစေရန်အတွက်တိတိကြကြအောင်အောင်မြင်မြင် ဖြစ်သွားစေရန်အတွက် လက်လာပါပွင့်လန်းစီရန်သူကကျွေးပကံများလေးတစ်ချက်ထဲမှာအလဲတဲ့မှာမတ်စိအခုခေတ်တော့ဘတ်စိလေရတယ်နော်အကျွေးစီဒါပေမဲ့တိထားဖို့ကမတ်စိလို့ခေါ်မယ်မတ်စိလေးတစ်စိကိုတင်ပါတင်ပြီးသွားတဲ့အခါဆရာမတ်စိထောင်ရလားမလုပ်နိုင်အောင်နော်တချို့ကမတ်စိလေးတစ်ချက်ကိုတင်တင်ပြီးသွားတဲ့အခါမိတ်ဆွေတို့ဖျောင်းနိုင်အစိမ်းအောင်လေးဒီဇိုင်းကိုထွင်းပါဖျောင်းနိုင်အစိမ်းအောင်လေးဒီဇိုင်းကိုထွင်းပြီးတော့ငွေဝင်ပါစေဆိုပြီးတော့မိတ်ဆွေရဲ့လုပ်ငန်းအမြင့်တနေရာသို့မဟုတ်ဈေးဆိုင်မှာထွင်းပါဖျားချောင်းတော့ထွင်းကြရမလို့ဒါဆိုရင်လက်လာပါပွင့်လန်းပြီးအစီအပြေလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ ဂျာဇာပိသသမီးမိတ်ဆွေတွေအားလုံး6လပိုင်းအတွင်းမှာတကယ်ကိုတိုးတက်အောင်မြင်ကြပါစေလို့ဆရာကဆုတောင်းထောက်ပနာပြုရင်းနဲ့ဆရာငနာပိတွေမေးချင်ခွန်ကို3ည2ကို3ည4တက်လျှောက်7902904100 WhatsApp Telegram မှာဖြစ်စေ Viber မှာဆက်သွယ်မေးမြန်းနိုင်တယ်လို့ဆရာငနာမှာ CPO နိုင်တဲ့ကျွတ်နတ်တန်လျက်အဆောင်လေးတွေမှာယူခြင်းတပတ်ဆိုမှာယူလို့ရကြောင်းနဲ့မလိုချင်လို့ရှိရင်တော့မယူယူစရာမလိုချင်ဆရာကပြောရင်းနဲ့မိတ်ဆွေကြတာပိတာသမီးတွေနောက်တစ်ပတ်မှာပြန်ဆောင်သွားမယ်ခင်ဗျာ